။မောင်အီဝဲနော်ကို့ပောင်ကိုကိုလှန်ထောင်းရတော့မှာပဲ။ကို့ပောင်ကိုကိုထောင်းတာက သူများဝင်ထောင်းသွားတာနဲ့ရှင်ရင်တတ်တာတဲ့။အဖြစ်ကဒီလိုပါ။မောင်အေဝမ်းကစာယူပေယူဆိုတော့နည်းနည်းတော့စိတ်ကူးရင်တက်တယ်။ခိုးစားတဲ့တတိကပိုချိုတယ်ဆိုတဲ့စကားအဟုတ်မှတ်ပြီးခင်အေဝမ်းကိုမိသားဖသားပြီးပြီးကြောင်လန်းနားဖောက်ပြီးမှယူခဲ့တာမဟုတ်ဘူးခမ ူမိဘစီက အလစ်တုပ်ပြီးခိုးပြေးတာတမီရီစာတဘာဝချင်းတွေ့ပြီးရှောင်လဲကြတာပေါ့ပန်းချံခုံတန်းရအကျယ်ကြီးကိုအစွန်ဆုံးတစ်ဖက်မှာပဲနှစ်ယောက်ကပ်ပြီးကြက်ကြက်ညက်ညက်ထိုင်နေတနေ့မှာပေါ့ခေအေဝန်းကသူ့ကိုတကယ်ချစ်တာဟုတ်ရဲ့လားလို့မူနွဲ့နွဲ့ပြောတယ်အဲ့ဒီအချိန်မှာမောင်အေဝန်းကအေးပြောနေပြီတိတ်ချစ်တာပဲလို့ ရင်ကောင်းတန်ကြီးနဲ့ချက်ချင်းပြန်ဖြေတာပေါ့တကယ်ချစ်ရင်ခိုးပြေရဲ့လားလို့ခေဝန်းကစိန်ခေါ်တယ်။မောင်အေဝန်းတို့ကစိန်ခေါ်ရင်အိမ်မော်မကဘူး။အိမ်ကန်းထဲတောင်မှဝင်းရဲတဲ့ကောင်ပဲ။အဲ့ဒီညနေမှာပဲခေဝန်းကိုခိုးပြေခဲ့တာပေါ့။ခေဝန်းကသူ့ယောက်ျားနောက်လိုက်ပြေးသွားပြီးမိမိတို့စိတ်မပူနဲ့တော့လို့တဲခိုခန်းကနေသူ့အမေကိုဖုန်းဆက်ပြောတယ်။ ခင်အေဝမ်းရဲ့အမေကစေယောကအထုခုဆေးယုံတို့ရဲစခန်းတို့ကို ဖုံးဆက်ပြီးအယူတယောက်လွတ်ထွက်ပြေးတာရှိသလားစုံစမ်းမေးမြန်းတဲ့။ဘာကြောင့်များအယူလွတ်ပြေးတာမျိုးမေးရတာလဲဆိုတော့သူသမီးကိုငနေတကောင်ကတုတ်ပြေးလို့တဲ့။သူသမီးလိုဟာမျိုးကိုအယူမှတုတ်ပြေးမှာတဲ့။အဲ့ဒီစကားကြားရခါစားကမောင်အေဝမ်းအသိန်းနာတယ်။ငါလိုလူကိုအယူလို့ပြောရကောင်းလားပေါ့။ ဆေးဆေးတွေးမှရေးရေးပေါ်သူ့အမေမမားဘူးခမမောင်အေဝမ်းယူလို့သူတို့သမီးကိုခိုးပြေးမိခဲ့တာလေအချစ်ယူကြီးပေါ်အခုတော့မောင်အေဝမ်းမားမှန်းသိပါပြီအိမ်တော်မှုဖျားတီဆေးမီစုပ်ထိုးဤသုံးမျိုးသုံးချက်မပိုင်ရင် နောင်ပြန်ရန်ခက်သည့်အမျိုးတဲ့မောင်အေဝမ်းတယောက်အခုတော့ထိုးခဲ့မိပါပြီစုပ်တယ်မိတဲ့ဖျားလရပဲနာနာဆက်ပြီးချီတက်ရတော့မှာပေါ့ နင့်တန်ခံရလငါတသက်ပေါ်လို့ကိုကိုကိုမောင်အေဝမ်းအားတင်းထားတယ်။ခင်ဝမ်းရဲ့ချိုးရင်းချက်တစ်ခုကပြင်းတာခမ ्या ။ဘာပြင်းတယ်လဲမမေးနဲ့။အိမ်တန်ရှင်ရင်လှုပ်ဖို့ပြင်းတယ်။မိဖို့ကြောင့်မှချက်ဖို့ပြုတ်ဖို့ပြင်းတယ်။ရှော်ဖို့ဖုတ်ဖို့ပြင်းတယ်။မိသားစုဝင်ဝေတိုးအောင်ဟိုအပင်ဒီအပင်စိုက်ဖို့ဆိုတာဝေးရောအလုံးလှုပ်ဖို့ပြင်းတယ်။မောင်အေဝမ်းအိမ်တောင်ပြုတ်ဖို့တွေးတော့ကဇနီးမယအပြင်းကြီးမဲ့ကိစ္စကို ထဲ့မစင်စားခဲ့မိဘူးခုတော့ပြင်းနေပြီခေဝဲရဲ့တနစ်တာအချိန်စရာကို ပြော့ပြမယ်မနက်9နာရီအိယာထားပြီးမောင်အေဝမ်းအလုံးမသွားခင်စားသွားဖို့ထမင်းချက်တယ်ဟဲ့မနက်အစောကြီး9နာရီအိယာကထားပြီးလင်စားဖို့ထမင်းချက်တဲ့မိမကို မောင်အေဝမ်းမို့ရက်ရက်ဆက်ဆက်ပြင်းနေပြောရတဲ့လို့အပြစ်တင်မစောကြပါနဲ့ပြောပါမယ်မနက်9နာရီမှာ ခေဝံအိယာထတာက ရှူရှူထပေါက်တာရေအိမ်ဝင်ပြီး နောက်ထမင်းပေါင်းတဲ့ဆန်ထက်မိခလုတ်နှိပ်ပြီးပြန်အိတ်တာ မောင်ရင်ဝံအလုတ်သွားဖို့အိယာထတဲ့အခါကိုကိုရေတက်တာဘာညာ ਉ အိတ်ချင်မှုဒုသန်နဲ့ပျော်ပြီးအိတ်ကြံရက်တာမိပြက်တဲ့နေ့ထမင်းပေါင်းခလုတ်မနှိမ့်နိုင်တဲ့ရက်ဆိုရင် မောင်အေဝံကလမ်းထိပ်က ထမင်းကြော်တဲ့ကလမနဲ့ညားရတာဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ကပလာတာနဲ့ညားတာမောင်အီဝမ်းရဲ့နေ့လယ်စာကတော့လေးပန်းလမ်းမေးဟိုတယ်မှာဝယ်စားတယ်ခေအီဝမ်းအတွက်လားမပူပါနဲ့လမ်းထိပ်ကဟင်းဝယ်ပြီးစားတာခေအီဝမ်းအိမ်ရာထရင်ရေမိုးချိုးမန်တင်ကုန်ရှိမှအကြာကြီးထိုင်ပြီးရင်တီဗီရှေ့ပြောင်းထိုင်ပြီးကိုရီးယားဇာတ်လမ်းတွဲတွေကိုအားရပါရအားပေးတော့တာဇာကားမကောင်းတဲ့နေမျိုးမှာတော့ shopping လေးပါလေးထွက်တာပေါ့ညစာလဲဒီလိုပဲ ပေါအိုးနဲ့ထမင်းချက်ဟင်းဝယ်စားမင်းသမီးရမအားဘူးလေထားပါတော့ထားပါတော့ဆိုပြီးမထားနိုင်ပဲဆက်ပြောရအောင်မေခေဝမ်းက shopping သာထွက်နေတာအိမ်မှာလိုအပ်မဲ့အိုးခွက်ပကံတော့ပြည့်စုံအောင်ဝယ်ထားတာမဟုတ်ဘူးတခါတော့ကမောင်ဧဝမ်းရဲ့တူမနဲ့သူ့တငယ်ချင်းတို့အလုတ်ကိစ္စလာရင်အိမ်မှာလာတဲတယ်ဧည့်သည်တွေကိုထမင်းစားနေမှာပြောပေမဲ့ပြောလို့မရ မချောတွေကအင်ရှင်တွေနဲ့ပဲအတူတူစားမယ်တဲ့ဒီလိုနဲ့မောင်ရင်ဝင်းတို့နဲ့ဧည့်သည်နှစ်ယောက်ထမင်းတဝိုင်းနဲ့စားကြရောဆိုပါတော့အဲ့ဒါထမင်းစားနေတဲ့တစ်ချိန်လုံးခင်အင်ဝင်းမွေးထားတဲ့ခွေးကြီးကဧည့်သည်မလေးစားနေတဲ့ဘေးမှာငုတ်တုတ်လာထိုင်ပြီးမလွတ်တန်းကြည့်နေတာခမညခလေးမလေးကခွေးကြီးကတိတ်လိမ်မာတာပဲနော်လို့ပြောတော့ခင်အင်ဝင်းကပြုံးပြုံးကြီးခေါင်းငိမ့်တယ် ခွေးရသမီးစားနေတာ ਉਹ ပဲတခြားလုံးဘာကြောင့်စိုက်ကြည့်နေရတာလဲလို့ကောင်းမလေးကမေးတော့သမီးထည့်စားနေတာသူ့မခံပြားလေးတဲ့ကလေးမလေးထမင်းစားစပွဲကချက်ချင်းထပြေးပြီးတဝေါဝေါအန်နေခင်အေ1တို့လောက်ပေါက်ကအဲ့ဒီလိုထမင်းစားပကံမပြည့်စုံတော့ရှိတာနဲ့ဖြစ်တယ်လို့တွေ့ထည့်လိုက်တာခင်အေဝန်ပြင်းပုံကတော့စာဖွဲ့မကုန်ဘူးပြောရင်ယုံစရာမရှိဘူးယုံချင်းယုံမယုံချင်းနေ ဥပမာတစ်ခုပြောပြမယ်။တခါဘလို့စိတ်ကောင်းဝင်တယ်လည်းမသိဘူး။မောင် A1 ကိုကျက်ဥကြော်ပြီးကျွေးမယ်တဲ့။ကျက်ဥကိုဘဲပုံကြော်တယ်ထင်လို့လေ။ CO ခင်းတဲ့ကိုကျက်ဥအခွန်မခွဲပဲအလုံးလိုက်ဒီတိုင်းထဲ့ကြော်တာ။ကျက်ဥကွန်ခွဲရမှာပြင်းလို့တဲ့။မှတ်ကြရော။အဲ့ဒီလိုပြင်းတဲ့မိမကိုဘယ်နည်းဘယ်ပုံပြုတ်ပြင်ရပါ။မောင် A1 လဲကို့ထက်အင်တာရေး service ရင်းတဲ့သူတွေကိုလည်းမေးတယ်။ ဆာတို့ပေစာတွေလည်းရှာဖွေပြီးဖတ်ရတာပေါ့ဆောင်းမတစ်ခုထဲမှာတော့အပြင်းထူတဲ့မိမကိုတင့်အိမ်မက်ထဲကနက်မိမဲ့အတွင်းပြောင်းပြင်နိုင်တဲ့နီလန်းတွေရှိပါတဲ့မိဟာဇနီးမယားတယောက်ကြီးယုံနဲ့အိမ်မှုကိစ္စတွေမဆောင်ရွက်ယုံနဲ့ဘဝတစ်ခုလုံးဆုံးရှုံးသွားတာမဟုတ်ပါဘူးတဲ့စာရေးဆရာတွေကတော့ပြောအပ်ရှိမှာပေါ့မိမပြင်းတွေကိုတော်ဝင်မိမဖြစ်လာအောင် လုပ်ဖို့လမ်းညွှန်ချက်များဆိုပဲ ကြီးကျယ်လိုက်တာတစ်ကိုစနီးကိုကိုလိုချင်တဲ့လိုအပ်ချက်တွေပွန့်ပွန့်လင်းလင်းပြောပါနောင်ချိန်ချရအောင်ကြောက်တွန်းတယ်လို့ပဲကိုခံစားချက်တွေသူ့ကိုပြင်းနေမှတ်ထင်ထားတာတွေကိုကိုက ပွန့်လင်းစွာမပြောဝဲနေရင်ကိုတူရဲပဲစိတ်မနိုင်ခဲမရဒေါပွားနေတတ်တယ်ဖွင့်ပြောတော့နှစ်ယောက်ဒေါပွားကြရောသူ့ကိုပြင်းနေပြောနေမဲ့အစားကိုဖြစ်ချင်တာဟုသာရိုးသားပွန့်လင်းစွာပြောပါ အိမ်မှုကိစ္စတွေကိုကိုယ်လဲပါဝင်လက်တွဲလုပ်ဖို့ဆန္ဒရှိနေတာကံလမ်းမှာကိုကောင်းပေါ်ကြီးရောက်လာမှာတော့မမြင်မင်းနဲ့နှိအိမ်လုပ်ငန်းတွေကိုကုလုပ်ပါအိမ်ဝေယဝိဆတွေကိုယောက်ျားကလုတ်ကင်နေတာဇနီးကတွေ့မြင်လာရင် သူပြင်းရင်နေတာရက်တန့်ပြီးသူလဲဝင်လုပ်မယ်အမျိုးသမီးအများစုဟာအရာအလုံးလိုလိုမှာသူတို့ကိုယ်တိုင်သာလုတ်ချင်တဲ့ဆန္ဒရှိတယ် ဒါကြောင့်လင်နဲ့မယားအစိအတာကန့်သက်ချက်တွေဖယ်ရှားပြေးပြီးယောက်ျားကလည်းအိမ်မူကိစ္စတွေဝင်လို့ပါဇနီးမယားကို သူတယောက်တည်းအိမ်အလုပ်တွေလုပ်နေရတာမဟုတ်ကြောင်းပြပါအကြံပေးတဲ့ပညာရှင်ရဲ့နောက်ဆုံးတော့ကိုယ်တိုင်မိဘကြောင့်ဝင်ခိုင်းတဲ့အကြံဉာဏ်ကြီးပါလားကွယ်တော့အိမ်ရှင်မအိမ်မူကိစ္စတွေလုပ်ဆောင်ရမှာတက်တောင့်တက်တာဖြစ်စေတဲ့ပစ္စည်းကရိယာ ဥပမာအဝိရှော်ဆက်မြုပ်ဆုံအစားအစာကျိတ်ဆက်ဖုံဆုပ်ဆက်ပကံဆေးဆက်တွေဝယ်ပေးပါပတ်စံကုံပေါ့အိမ်မူကိစ္စအင်တန်ရှင်ရေးလောက်ရမှာသူ့အတွက်ဂျင်းနဲ့ပျော်ရွှင်စရာအစ်စ်အဆန်းတွေ ဖြစ်နေပါစေအဲ့ဒါတွေကတော့ပြည့်ရတဲ့မယားကို ပြောင်းလဲဖို့နီးလန်းပါတဲ့ရွှေညာရှင်ကကိုကိုပုရိသတွေကိုတတိပေးချက်လဲပေါ်ပြထားသေးတယ်ခမဘယ်သောအခါမှ ။တငယ်ချင်းရဲ့မိမအိမ်အလုတ်လုတ်တယ်။အိမ်တန်ရှင်းတယ်ဆိုတာမျိုး ကို့မိမပြောင်းလဲနိုးနဲ့နှိုင်းရှင်မပြောမိလေနဲ့။အဲ့ဒီလိုပြောမိရင် ကို့မှာမိမပြင်းမဲရတဲ့အနေထားကနေဒေါသကုံမာရီ အပြင်းကြီးမှကိုရမှာတေချာချောင်းမာတဲ့ဗျာ။